မင်္ဂလာပါခင်ဗျာ ACC ကွန်ပျူတာသင်တန်းမှကျဆိုပါတယ်ကျွန်တော်နာမည်နန္လေးပါကျွန်တော်ဒီနေ့ကိုကွန်ပျူတာထဲမှာရှိတဲ့ data တွေကို DVD ခွေထဲကိုကူးတဲ့သင်ခန်းစာလေးကိုမျှဝေပေးသွားခြင်းပါတယ်ခင်ဗျာကိုကကိုကွန်ပျူတာထဲမှာရှိတဲ့ data တွေဓာတ်ပုံတွေသရှင်တွေ Excel file တွေစင်စရာတွေ Microsoft Word တွေပေါ့နော်အဲအစရှိတဲ့ပြေကိုကူးကျင်တဲ့ software တွေပေါ့နော်ဒီဟိုဒီ data တွေကို ကွာဒီခွေလေးတော့တင်းထားကြတယ်ပေါ့နော်ကွန်ပျူတာကိုကိုအဲ့ဒါဖြစ်သွားလို့ကွန်ပျူတာပြတ်သွားရင်ဆိုရင်တော့မှကိုကဒီကိုရဲ့ data တွေကို backup လုပ်ထားမယ်ဆိုလို့ရှိရင်ကိုရေးကြည့်တဲ့ file တွေကိုအလွယ်တကူတင်းလို့ရပါတယ်နော်အဲ့တော့ဒီကိုရဲ့ရေးကြည့်တဲ့စင်းစရာ file တွေ data တွေကိုအဲ DVD ခွေလေးတဲ့ခွေလေးတဲ့ကိုအထည့်မယ်ဆိုလို့ရှိရင်ဘယ်လိုထည့်မှာလဲပေါ့နော်ထည့်တဲ့သင်ခန်းစာလေးကိုမျှဝေပေးခြင်းပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်အဓိကအသုံးပြုမှာတော့ Neo Express ဆိုတဲ့ software လေးပါအပြင်မှာအများဆုံးအဖြစ်အသုံးပြုကြတာလည်းဒီ Neo Express ဆိုတဲ့ software လေးကိုပဲအသုံးပြုကြများပါတယ်အဲ့တော့ဒီမှာ Neo Express Express ဆိုတဲ့ software လေးကိုနှိပ်ပြီးတော့ဖွင့်လိုက်မယ်နော်။ Okay တကယ်လို့ software လေးမရှိဘူးဆိုလို့ရှိရင်လည်းပြောပါနော်ကျွန်တော်โอเคဒီမှာအဲဒီ new express ဆိုတဲ့ software လေးပို့သွားရေဆိုလို့ရှိရင်ဒီမှာရွေးစရာလေးရှိပါတယ်ကိုက ကိုက data တွေကုမာဖြစ်တဲ့အတွက်အပေါ်ဆုံးမှာ data ဆိုတာလေးကိုရွေးဖို့လွတ်ပါတယ်။သူကဒီ data မှာဆိုလို့ရှိရင်နှစ်ခုရှိပါတယ်။ data CD ရယ် data DVD ရယ်ဆိုပြီးတော့နှစ်ခုရှိပါတယ်။များသောအားဖြင့်ကတော့ data DVD ကိုပဲသုံးကြများပါတယ်။ CD တွေကတော့မသုံးကြတော့ပါဘူး။ CD တွေကခွေရလဲဝေရလဲရှားသွားပြီ။ပြီးတော့လို့ရှိရင်သူ့ရဲ့ data တွေကလည်း900 MB ပဲဆက်ပါတယ်။အဲဒီဒီ DVD လေးကတော့ သူက4 point ပေါ့နော်4 point 7ကကြအောင်ဆက်ပါတယ်အဲအပြင်မှာဝယ်ဝယ်မယ်ဆိုလို့ရှိရင်တခွေမှာ150အဲ200ပဲရှိပါတယ်ကျွန်တော်ဒီနေ့ဝယ်လာတော့200တော့ပေးရပါပေါ့နော်ဒါအဲဒီတခွေမှာ150 200လောက်ပဲရှိပါတယ်အဲ့တော့ဒီ DVD ခွေနဲ့ခုမှဖြစ်တဲ့အတွက် DVD ခွေလေးကို10နှစ်ပေးလိုက်ပါ โอเคအဲဒီလိုနှိပ်ပြီးသွားရဆိုလို့ရှိရင်ကိုယ့်ရဲ့ကွန်ပျူတာတဲကိုခွေလေးထည့်တာပို့လွယ်ပါတယ်နော်ခွေပေါ်တော့ဗျောင်းပေါ့နော်ခွေခွေအလွတ်လေးထည့်တာပို့လွယ်ပါတယ်အဲ့တော့ခွေအလွတ်လေးထည့်မယ်ဆိုလို့ရှိရင်ဒီ DVD ဒီမှာတစ်ခုတစ်ချက်ပြောစရာရှိတာကိုယ့်ရဲ့ drive လေးက DVD RW ဆိုတာလေးဖြစ်နေပို့လွယ်ပါတယ်အဲဒီနားမှာ DVD RW မဟုတ်ဘူးတခြား CD-ROM နေ ဒီဗီရိုနေဖြစ်နေရဆိုလို့ရှိရင်ဒါကုလို့မရဘူးเนาะအခုနောက်ပိုင်းပေါ်တဲ့ဆက်တော်တော်များများမှာဆိုလို့ရှိရင်เนาะ DVD RW ဆိုရဲ drive လေးကိုအဲတော်တော်များများပါလာတော့တွေ့ရပါလိမ့်မယ်เนาะတကယ်လို့ကိုကကိုကွန်ပျူတာ drive လေးမရှိဆိုလို့ရှိရင်လည်းအပြင်မှာ extra နဲ့ drive နေနဲ့ဝယ်လို့ရပါတယ်เนาะအဲ့တော့ drive လေးပေါ်မှာ right click ကိုနှိပ်ပြီးတော့ eject ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ Okay ဒါကျွန်တော်ကဒီမှာဟိုလက်တွေ့စမ်းပြရနော်လက်တွေ့ကုပြရပါအဲ့တော့ကျွန်တော်ဒီမှာကွန်ပျူတာလေးရခွေလေးအနေနဲ့ဒီမှာ driver လေးရထွက်လာဟိုထည့်လိုက်မယ်နော် โอเคဒါဆိုလို့ရှိရင်ခွေလေးထည့်ပြီးသွားပါ යි ခွေလေးထည့်ပြီးသွားရေဆိုလို့ရှိရင်စောနာ Neo Express ဆိုတဲ့ software လေးကိုဖွင့်လိုက်ပါโอเคကိုကူးခြင်းတဲ့ data တွေကိုဖွင့်ပါအဲ့ဒီမှာ data ဒီလေးကဒီမှာကိုကဘာကူးကျင်တာလဲပေါ့နော်ကိုကူးကျင်တဲ့ file တွေကိုအဲဖွင့်လို့ရပါရဲ့လွယ်တကူကူးလို့ရပါရဲ့နော်အဲ့တော့ကိုကဒီမှာအဲဒီထဲမှာရှိတဲ့ဒီ file တွေကိုကူးကျင်တာလားအလွယ်တကူကူးလို့ရရဲ့နော် အဲ့တော့ကျွန်တော်ကဒီထဲရဟာလေးကိုအလွယ်တကူဒီတိုင်းလေးဆွဲပြီးတော့ဆွဲပြီးတော့ထည့်လိုက်လဲထည့်လို့ရတယ်နော်ဒါပေမဲ့ဆွဲမထည့်ခြင်းဆိုလို့ရှိရင်လည်းဒီမှာ SOR လေးကိုနှိပ်လိုက်နော် SOR လေးကိုနှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကိုကွန်ပျူတာထဲမှာရှိတဲ့ကိုကူးကျင်တဲ့ဒေတာတို့အခန်းအောင်နော်ဒီမှာ partition အခန်းအောင်ရွေးပါ e ဆိုလဲ e d ဆိုလဲ d အခန်းအောင်ရွေးပါရွေးပြီးသွားပြီဆိုလို့ရှိရင်ကိုကူးကျင်တဲ့ဟာတွေကိုတစ်ချက်နှိပ်လိုက်နော်ကျွန်တော်ကဒီမှာ visit online class ဆိုတာဒီ DVD ဆိုတာကူးမယ်နော်ဒါတော့တစ်ချက်နှိပ်ပြီးရင်အဲ ADDS ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ โอเคပြီးရင်ဒီဒီအားယူကက်ဆယ်ကက်ဆယ်တော့ကက်ဆယ်ထားရတော့โอเคဒါဆိုလို့ရှိရင်ဒီမှာ300 megabyte 300 megabyte ဒီမှာ3000 megabyte เนาะ sorry 3000 megabyte ဆိုလို့ရှိရင်ဒီ DVD ခွေလေးရ4.7 gig gig ကြောင်ရှိပါရဲ့ဒါဆိုရင်ဆက်ပြီးတော့ထည့်မယ်ဆိုလို့ရှိရင်ဆက်ပြီးတော့ထည့်လို့ရသေးတယ်เนาะကျွန်တော်ကတော့ဆက်ပြီးတော့မထည့်တော့ပါဘူးပါဆက်ထည့်ကျင်တယ်ဆိုလို့ရှိရင်လည်းအလွယ်တကူဆက်ပြီးတော့ထည့်လို့ရရယ်နော်အဲပြီးတော့ရဲ့ဆိုလို့ရှိရင်အဲဒီနှိပ်စွာလေးကိုနှိပ်ပြလိုက်နော်နှိပ်နှိပ်ကိုတစ်ချက်နှိပ် အဲဒီမှာအလောင်းဖိုင်ဆိုတဲ့နေရာမှာအမှန်ကြီးလေးနော်အမှန်ကြီးလေးရှင်းထားမယ်ဆိုလို့ရှိရင်နောက်ခွေနေရာလွတ်တွေကိုဆက်ထည့်မယ်ဆိုလို့ရှိရင်ဒါဆက်ထည့်လို့ရရဆိုတာလေးပြောပါနော်အဲ့တော့အမှန်ကြီးလေးရှင်းထားမယ်အဲ B1 band ဆိုတာလေးကိုတစ်ဆင့်နေပေးလိုက်နော်ဟုတ်ကဲ့ဒီဟာလေးပေါ်လာလို့ရှိရင်ဒီမှာ banding without ဒီ multi section ဆိုတာလေးကိုတစ်ဆင့်နေပေးလိုက်နော်โอเคဒါဆိုလို့ရှိရင်ခွေလေးခွေလေးကိုခွေလေးတဲကိုကွန်ပျူတာထဲမှာရှိတဲ့ data တွေကိုဒါတွားနေပါရင်နော်ဒါလေးကို ဒီအစိမ့်လေးကတရားရကန်နှုံးထီစောက်ကြပါတယ်တရားရကန်နှုံးထီကိုစောင့်ပေးလိုက်မယ်ဆိုလို့ရှိရင်ခွေလေးကနေပြီးတော့သွားဟော complete ဖြစ်ပြီးတော့ဘာမှသွားပြီးနှိပ်စရာမလိုနော် complete နှိပ် complete ဖြစ်ပြီးသွားလို့ရှိရင်ဒွိုင်လေးကနေပြီးတော့ပြန်ထွက်လာပါလိမ့်မယ်အဲပြန်ထွက်လာတဲ့ခွေလေးကိုကအဲထုတ်ပြီးသွားမှာဟိုကိုကပြန်စမ်းကြည့်ခြင်းနဲ့ဆိုလို့ရှိရင်လက်တစ်ခါပြန်ထက်အဲပြန်ပြီးတော့စမ်းကြည့်လို့ရပါတယ်အဲစမ်းကြည့်ပြီးသွားရင်ဟိုတိတ်ကြရဲဆိုလို့ရှိရင် ကိုရရေးကြည့်တဲ့ data တွေဟောအကွာခီးတွေပါတော့တော့မှာဆိုလို့ရှိရင်လည်းအလွယ်တကူခွေလေးကိုယူသွားလို့ရတယ်။အဲကိုယ့်အနေနဲ့ဟိုပြန်တိတ်ထားခြင်းနဲ့ဆိုလို့ရှိရင်လည်းအလွယ်တကူပြန်ပြီးတော့တိတ်ထားလို့ရပါတယ်။ Okay ဒါဆိုလို့ရှိရင်အဲမိတ်ဆွေတို့အနေနဲ့ဒီ DVD ခွေကူးတဲ့တင်ကန်စာလေးကိုရမယ်လို့လည်းထင်ပါတယ်နော်။အဆင်မပြေရရှိရင်နားမလည်ရရှိလို့ရှိရင်လည်း comment လေးမှာမင်းကဲလို့ရပါတယ်။ပိတ်ရဲ့ချက်ပေါက်လေးမှာမင်းမယ်ဆိုလို့ရှိရင်လည်းဝင်ရောက်ပြီးတော့မင်းလို့ရပါတယ်ခင်ဗျာဒီသင်ငန်းစာလေးကတော့ကျွန်တော်အရှိန်ကန်ထဲမှာပါတဲ့သင်ငန်းစာလေးကိုမျှဝေပေးရပါခင်ဗျာတကယ်လို့ online class စိတ်ဝင်စားရဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ online club ကိုတက်လို့ရပါတယ် online club မှာဆိုလို့ရှိရင်အဲ30တရက်နေ့ထိအဲ promotion အနေနဲ့3000ရရှိပါတယ်ပုံမှန်ဆိုလို့ရှိရင်တန်တန်းချင်းလေးက5000ကျပ်ပါစိတ်ဝင်စားတဲ့မိတ်ဆွေတွေရှိရဆိုလို့ရှိရင်လည်းတန်တန်းလေးကိုတက်ရောက်လို့ရပါတယ်အတန်တန်းတက်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီလိုအပ်တဲ့တင်ဟောစာအုပ်တွေနဲ့ DVD အခွေတွေကိုလည်းအိမ်တိုင်းရောက်စားတတ်ကနေပြီးတော့လည်းပို့ပေးပါတယ်ခင်ဗျာโอเคဒါဆိုလို့ရှိရင်အားလုံးလည်းအဆင်ပြေမယ်လို့ထင်ပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေပါစေခင်ဗျာ